ဝေဖန်နေတဲ့သူတွေကိုပါဇက်ပိတ်သွားအောင်လုပ်ရတဲ့တတိပြခဲ့တဲ့သူ ဒီလူကတော့ကမ္ဘာလက်အမြဲဆုံးလူလို့တောင်သတ်မှတ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။သူအနေနဲ့ဒီလိုမျိုးကြောက်တောင်တက်ရတဲ့အချိန်ပုံစံတူလှုပ်ထားတဲ့အားကစားကိုလှုပ်ပြတဲ့ဗီဒီယိုတွေတင်လေးရှိပြီးတော့လူတွေကတော့သူ့ကိုလူလိန်ဆိုပြီးတော့ဝိုင်းဝေပန်ခဲ့ကြပါတယ်။လူတွေကသူမအောင်မြင်မအောင်ပဲအာယုံဆိုင်နေကြတာကြောင့်သူအနေနဲ့ဒီလိုမျိုးတက်ရခက်လွန်တဲ့နေရာကိုတက်ပြနိုင်ခဲ့တာတောင်ဝိုင်းပြီးတော့မချီးကျူးနိုင်ခဲ့ပါဘူး။ဒါနဲ့တရေကြတော့သူလည်းတောင်တက်အားကစားပြိုင်ပွဲတစ်ပွဲမှာဝင်ပြိုင်ခဲ့ပါတယ်။ပွဲစားပြီးဆိုတော့နဲ့သူကမြန်ဆန် လုံလာတဲ့အချိန်နဲ့နယံပေါ်ကိုတွေ့တက်ပြခဲ့ပါတယ်။သူနဲ့ပြိုင်တက်ရတဲ့သူကအလယ်နားကိုကျော်တုံးမှာပဲသူကထိတ်ဆုံးထိတက်ပြပြီးတော့ကပဆန်ချိန်တစ်ကိုပါတင်ပြခဲ့ပါတယ်။အဲဒီတော့မှပဲသူ့ကိုဝိုင်းပြီးတော့ဝေဖန်နေကြတဲ့သူတွေလည်းအကုန်လုံးပါဇက်တွေပိတ်သွားခဲ့ပါတော့တယ်။ပရိသတ်ကြီးရောဒီလိုမျိုးအားကစားမျိုးကိုဝါသနာပါလားဆိုတာကောမလီထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။